ဆိုအခုတော့ဦးလာဆွေကြီးကထပြီးတော့မဲစင်းမားတဲ့အကြောင်းတစ်တော်မှာနှစ်ကြိမ်ပြောတယ်ဒီနေ့မနေ့မှာတစ်ကြိမ်ထပ်ပြောတယ်ဒီနေ့မနေ့တစ်ကြိမ်ကတော့သူကကြည်ရသူ့ကိုယ်သူပြန်ပြီးတော့ပြန်ထိန်းနေတဲ့သဘောလားမသိဘူးအယူစီယာလူတွေအရန်တော်တယ်အရန်ကောင်းတယ်အရန်ကိုပဲဟောဖြစ်တယ်အလုံးဝကိုဗာလဲအယူစီယာတကယ်ကိုပဲစနစ်ချချက်ချင်းပြန်လုပ်ပေးသွားတယ်တော်တယ်ဗျာအရင်တော့အနေနဲ့တစ်ထက်တော့ယူစီဆိုရင်အဲ့လိုမလုပ်ဘူးဗာညာပေါ့အအရင်တော့ယူစီဆိုရင်တို့အပားတွေပါကြီးထောက်ပြရင်အာတရင်တော့မဟာလီကိုအဲကိုမြင့်နိုင်တို့ဟိုလာဒိန်းတို့ဟာအားရဲအားရဲ အီလာမီးညာလဲဝဒီယာနောက်ချက်မှုနဲ့ရယူခံမယ်ပါအဲ့လိုချိန်ချောက်တာဗျအခုယူရေးစီကအဲ့လိုမဟုတ်ကျွန်တော်တို့ဒီလိုဆိုလိုပဲကွဲလွဲမှုဖြစ်နေရဆိုချက်ချင်းကိုဗျာမနီးကခေါ်ပြီးတော့ပြင်ပေးတယ်ဗျာချက်ချင်းကိုပဲလာဝကထွေအုပ်ဒါဘီကောက်ပွဲကော်မရှင်လိုခေါင်းချင်းဆိုင်ပြီးတော့ဘယ်မာရီဘယ်ရွာရီဘယ်ရွာရီဖြစ်နေရတယ်တခါလေပုံစံ၃နေပုံစံ၃ကြီးတွေပုံစံ၄တွေ ချက်ချင်းပြင်ပေးတယ်ဗျာဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားအကောင်းဆုံးလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်မေးစင်းကိစ္စတော့အချားမဟုတ်ပါဘူးဟိုကျွန်တော်တို့ကတော့အသာလေးအသံတိတ်နေခဲ့ပါတယ်ဒါပေမဲ့အဲမေးစင်းကိစ္စနဲ့ပတ်သက်လို့ပြည်ပြည်အုပ်စုတွေကတော့စရေးလာပါပြီဘယ်လိုရေးလဲဆိုတော့မဲစင်းကြောင့်အာနာသိခဲ့တဲ့စစ်တပ်ရဲ့မဲစင်းတွေမှားနေတယ်ဆိုပြီးတော့ကဲပြည်ပြည်အုပ်စုတွေကစရေးပြီ ဆိုပြည်ပြည်အုပ်စုတွေကဘာကြောင့်အဲ့လိုရေးလဲဆိုတော့အဲပြည်ခံပြုတ်ပါတီကနေပြည်တော်တိုက်တာဝန်ကဥလာဆွေရဲ့စကားကိုကိုးကားပြီးတော့ကိုပြောတော့ဆိုဥလာဆွေမပြောရင်တို့မသိဘူးဥလာဆွေပြောလိုက်တဲ့အခါကျတော့ဥလာဆွေရဲ့စကားကိုကိုးကားပြီးတော့တို့ကအကောင်လုံးကဥလာဆွေစကားကိုပဲကိုးကားပြီးကုတ်လုပ်ပြီးတော့ပဲမီဒီယာတွေပြည်ပြည်မီဒီယာအကောင်လုံး wine ဖော်ပြတယ်ဆိုလိုတာဥလာဆွေသာမပြောရင်ဒီ UEC ရဲ့မဲစင်းကိစ္စကိုမှားတယ်ဆိုတဲ့ကိစ္စကိုဘယ်သူကမှအဲ့လောက်ထိ highlight လုပ်ပြီးရေးဖို့ခက်ခဲလိမ့်မယ်ဆိုတော့အခုတော့ဥလာဆွေကြီးက ထပြီးတော့မဲစင်းမားတဲ့အကြောင်းတစ်တော်မှာနှစ်ကြိမ်ပြောတယ်ဒီနေ့မနေ့မှာတစ်ကြိမ်ထပ်ပြောတယ်ဒီနေ့မနေ့တစ်ကြိမ်ကတော့သူကကြည်ရသူ့ကိုယ်သူပြန်ပြီးတော့ပြန်ထိန်းနေတဲ့သဘောလားမသိဘူးအယူစီယာလူတွေအရန်တော်တယ်အရန်ကောင်းတယ်အရန်ကိုပဲဟောဖြစ်တယ်အလုံးဝကိုဘာလဲအယူစီယာတကယ်ကိုပဲစနစ်ကျချက်ချင်းပြန်လုပ်ပေးသွားတယ်တော်တယ်ဗျာအရင်တော့အနေနဲ့တစ်ထပ်တော့ယူစီဆိုရင်အဲ့လိုမလုပ်ဘူးဘာညာပေါ့စသဖြင့်ဒီလိုမျိုးပြောတယ်ပေါ့ဗျာဆိုတော့ပြန်ပြီးတော့သူပြန်ဖြည့်ရထင်ပါတယ်ဘလို့ပဲဖြစ်ဥလာစေကတော့စပြောလိုက်တယ်သူသွားကြည့်တဲ့နေရာလေးပေါ့ဗျာဒါပေမဲ့တော့သူကကျွန်တော်တိကျပြောခဏရုပ်သားနှောင်းပြပါပြီအဲ့ရုပ်သားနှောင်းခဏရုပ်သားနှောင်းပြလောက်ပြီ သူသွားကြည့်တဲ့နေရာနေပြီးတော့တဲ့နေရာနှစ်ခုထက်မနှဲမှာမဲရီမှားနေစင်းနေမှားနေမှားတဲ့အတွက်သူအဲ့ဒါကို UEC ကိုစာပို့ပြီးတော့မေးတာမျိုးမလုပ်ဖ ೇನೆ သူ့ရဲ့ TikTok platform ပေါ်ကနေ TikTok ကနေပြီးတော့ဗီဒီယိုတွေထုတ်လွှင့်ပြောကြားပလိုက်တယ်အဲတကယ်တော့သူဒီဘာလုပ်တင်တာလဲမင်း UEC ကိုတရားဝင်စာထုတ်မေးပြီးတော့ UEC ကမဖြေရှင်းပေးမှသာလင် TikTok ကနေလူသိအရှင်ကြအများပြည်သူပြောတာမျိုးလုပ်တင်တယ်အခုကဘာလဲဆိုတော့ UEC ကဖြေရှင်းပေးလောက်ပေးလောက်တော့မသိဘူးတန်းပြီးတော့သူကတန်းပြီးတော့ TikTok ပေါ်ကနေ TikTok တန်းပြီးတော့ပြောပလိုက်တာပြောပလိုက်တဲ့ခါကျတော့ UEC ရဲ့ message တွေမှားတယ်ဆိုတာကိုပြည်ပြည်အုပ်စုတွေကဥလာဆိုရဲ့ပြောကြချက်ကိုကင်ပြီးတော့ကိုးကားပြီးတော့တန်းပြီးတော့ကိုပြောလိုက်တော့ပြောတဲ့ခါကျတော့ဘာဆက်ဖြစ်ကုန်လဲဆိုတော့အခုစစ်တပ်ကနိုင်ငံတော် ကြီးကြီးတွေနဲ့တာဝန်ရှိသူတွေအကုန်လုံးကဘာဖြစ်ကုန်လဲ message မှားလို့အာနာသိမ့်တဲ့စစ်တပ်ကအခုသူတို့ message တွေမှားတယ်တွေ့လားဆိုပြီးတော့လူတွေကိုဝါရဖြန့်လို့ရသွားတယ်အဲ့တော့နင်းထိုင်နေတဲ့ဟိုဘာခေါ်လို့ဆိုတော့နိုင်ငံတော်ကြီးကြီးတွေနင်းထိုင်နေတဲ့ဇဝါခါတော့ဗျာဇဝါခါတော့အဲ့တော့ message ကတော့မှားသလားလို့မေးရင်တော့ မင်းစင်မားနိုင်ချေတော့ရှိတာပေါ့ UEC လည်းသူ့လုံသူလုံနေတယ်စူးစမ်းမှန်းသားလုံနေတာပဲမှန်အောင်စူးစမ်းနေတယ်သူတို့လည်းရန်တို့ပြန်မှန်ဖို့ဆိုတော့ခက်ခဲပါတယ်တိုးတော်လည်းသူတို့အကောင်းဆုံးစူးစမ်းပြီးတော့ဖြစ်အောင်လုပ်နေတာတွေ့ရတယ်ပြီးတော့မဲစင်းမှန်ကန်ရေးရောမဲဆန္ဒရှင်ပြည်သူတွေပါဝင်လာရေးအတွက်ရောဒီမဲဆန္ဒမဲရွေးကောက်ပွဲဝင်ပြိုင်ပွဲကိုယ်စားလှယ်စုံစမ်းလာရရှိရေးအတွက်ကိုစောင့်မြေကဏ္ဍအစုံတို့ကဒီအောင်မြင်စွာကျင်းပနိုင်ရတဲ့ UEC ကလည်းခင်ဗျာဟိုတနေ့တနေ့နှစ်ဖူးအချွတ်ချင်းမကြရတဲ့ဒီအကောင်လုံးနေချနေကြတာပဲစုံလုံးကြတာပဲအကောင်လုံးနေကြတာတိုးတော် သို့တော့ခုနအဲ့လိုအမှန်ယွင်းလေးရှိတဲ့ခါကြရင်လေတက်ဆိုင်ရတာဝန်ရှိသူတွေက UEC နဲ့တိုက်ရိုက်စကားပြောဆက်သွယ်ပြီးတော့ဘယ်ပါတီမှဆိုပါတိုက်ရိုက်ဆက်သွယ်ပြီးတော့ကျွန်တော်မြို့နယ်မဲဆန္ဒနယ်မှာတော့ဒါလေးတော့မှန်းနေ UEC နဲ့ပြင်ပေးပါဆိုတာမျိုးကိုစာပို့ပြီးတော့အကြောင်းကြားလိုက်ပြီးတော့ကိုယ့်အကူဒီတိုင်းလေးပြင်လိုက်ရင်ရပါတယ်နော်ရှောက်ပြီးတော့အော်တောင်းနေရှောက်ပြောနေတာမျိုးတွေတက်ဆိုင်ဟိုကိုယ့်အကူအသားလေးပြောလိုက်ရင်တော့ရပါတယ်ဒါပူကောင်းတဲ့ကိစ္စပါဒါပူပြီးတော့ဖြေဖြေထွက်မယ့်ကိစ္စပါဆိုတော့အဖြေမထွက်တဲ့လမ်းအော်တောင်းနေဖြစ်မဲ့လမ်းကိုရွေးချယ်လိုက်တာကြတော့ မကောင်းဘူးပေါ့ဗျာဒါတွေအခုအခုဘာဖြစ်လို့ပြည်ပြည်အုပ်စုတွေကဒါကြီးကိုကင်ပြီးတော့ပြောစရာဖြစ်ကုန်တော့ဖြစ်ကုန်တော့နိုင်ငံတော်ကြီးကြီးတွေလည်းသိကကြတာပေါ့နင်းထိုင်နေပြောစရာဖြစ်ကုန်တော့ဒါလေးတော့မကောင်းဘူးပေါ့ဒါလေးတော့ကျွန်တော်မြင်တာပြောပြတာအဲ့တော့ UEC နေနဲ့လည်းအခုဘာကြီးဆက်လုပ်လဲဆိုရွေးကောက်ပွဲနဲ့ပတ်သက်လို့မှန်ကန်မြတ်တာပေါ့မဲစင်းမှန်ဖို့တော့ကိုသူတို့လိုက်ပြီးအတကုံစူးစမ်းနေတယ်တစ်ဖက်မှာလည်း UEC ရဲ့မဲစင်းမှန်ကိုစူးစမ်းနေသူတစ်ဖက်မှာလည်းဒီ UEC မှာဟိုလာမဲ့ UEC မဲရွေးမဲပေးရေးအတွက်ပြည်သူတွေမဲပေးရေးအတွက်ကိုဘာလုပ်နေလဲဆိုတော့ဒီအဲ အမှုပညာရှင်တွေပူပေါင်းပါဝင်လာမှုရှိမရှိယူစီလဲစူးစမ်းပန်းစံလုပ်နေတာတွေ့ရတယ်ဆိုတော့ပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေခုနလက်သုံးချောင်းထောင်ခဲ့ပြီးမှခံဝင်လက်မှတ်ထိုးပြီးတော့ပြန်နာနေတဲ့အမှုပညာရှင်တွေဒီအမှုပညာရှင်တွေအနေနဲ့လည်းခရီးတော်အနေနဲ့နိုင်ငံတော်ကိုအလုပ်ကျွေးပြုဖို့တာဝန်ကြအချိန်ကျလာပါပြီနိုင်ငံတော်ကိုယ့်ရဲ့အမှုပညာနဲ့အလုပ်ကျွေးပြုအချိန်ကျလာပါပြီတစ်ချိန်လုံးခင်ဗျားတို့အခွန်ဆောင်ခြင်းဆောင်နေမဆောင်ခြင်းမဆောင်ဘူးခင်ဗျားတို့နိုင်ငံတော်စီကနေရရင်အကုန်ယူတယ်ခင်ဗျားတို့နိုင်ငံတော်ဘာမှမပေးဘဲနဲ့လုပ်ချင်တာလုပ်ကြရတဲ့ဟာမျိုးတွေလည်းလုပ်ခဲ့ကြပြီးပြီးနိုင်ငံတော်ဖျက်လို့ပြစီတွေလုပ်ခဲ့ကြပြီးပြီးအခုနိုင်ငံတော်ကလိုအပ်လာပါပြီခင်ဗျားတို့ ခင်ဗျားတို့ဘာလုပ်ပေးသင့်လဲသွားလုပ်ပါကျွန်တော်အားပေးပါတယ်ခင်ဗျားတို့အဲ့လိုလုပ်ကျွန်တော်အားပေးပါတယ်ခုသွားလုပ်ပါဘာလုပ်ရမလဲဆိုတော့မဲပြည်သူတွေမဲပေးချင်လာအောင်ညပညာရှင်တွေကဝိုင်းဝန်းပြီးတော့ညပညာစွမ်းအားနဲ့လှုံ့ဆော်ပြောဆိုစီယုံအာမူဗီရုပ်ရှင်အတိုလေးတွေမူဗီကလစ်အတိုလေးတွေပေါ့လုပ်ပေးတာမျိုးတွေဝိုင်းလုပ်ပေးကြဖို့ညပညာရှင်တွေတိုက်တော့ပါတယ် UEC ကဖိတ်ခေါ်ခဲ့ရင်လည်းပူးပေါင်းပါဝင်ပေးကြပါဥမာကိုပြည်ဦးတို့မိုက်အင်ဒရာကျော်စင်တို့ပေါ့ဗျာအမကိုလူမင်းတို့အကုန်လုံးပေါ့ခင်ဗျားတို့ကိုယ်တိုင် ွားပူပေါင်းပောင်းပေးကြပါဒါတွေကကောင်းတဲ့ကိစ္စဖူးဖွေးလို့ပါဆာအကုန်လုံးပူပေါင်းပောင်းပေးကြပါဒါဆိုရင်ခင်ဗျားတို့ဟာနိုင်ငံလူပညာနဲ့နိုင်ငံတော်ပြန်လဲအချူပြည့်တဲ့သူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပူပြီးတော့လက်ခံယုံကြည်ကြဖြစ်ဖြစ်ပါတယ်အဲ့တော့လောက်ကြဖို့တိုက်တော့ပါတယ်နော် UC လဲဖိတ်ခေါ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဖိတ်ခေါ်မှာပါဖိတ်ခေါ်မှာ UC လဲဖိတ်ခေါ်တဲ့အခါကျရင်တော့သွားရောလုတ်ပေးကြဖို့တိုက်တော့ပါတယ်နော်ဒါလေးကချက်ပါအရင်တော့ UC ဆိုရင်တို့အပားတွေပါကြီးထောက်ပြရင်အားတည်နေတော့မှလေးကိုအဲကိုမြင့်နိုင်တို့ဟိုလာဒိန်းတို့ဟာအားလေအားလေ ဘာကြီးလာမေးနေရလဲဝတ္တရားနောက်ချက်မှုနဲ့ရယူခံမယ်ဗျာအဲ့လိုချိန်ချောက်တာဗျာခုယူရေးစီကအဲ့လိုမဟုတ်ကျွန်တော်တို့ဒီလိုဆိုလိုပဲကွဲလွဲမှုဖြစ်နေရဆိုချက်ချင်းကိုဗျာမနေ့ကခေါ်ပြီးတော့ပြင်ပေးတယ်ဗျာချက်ချင်းကိုပဲလာဝကထွေအုပ်ဒါဘီကောက်ပွဲကော်မရှင်လိုခေါင်းချင်းဆိုင်ပြီးတော့ဘယ်မာရီဘယ်ရွာတွေဘယ်ရွာတွေဖြစ်နေရတယ်တခါလေပုံစံသုံးနေပုံစံသုံးကကြီးတွေပုံစံလေးတွေချက်ချင်းကိုပြင်ပေးတယ်ဗျာပြင်ပြီးတော့ ဒါရာနှုံးကြီးနှီးပါးကိုမနီးရတည့်ရထက်နဲ့တော်တော်များများပြန်တက်မှတ်သွားတယ်။အဲဒီလိုမျိုးဟလာနောက်ထပ်နှစ်ကြိမ်လောမှာဆိုတော့ကျွန်တော်ထင်တယ်ရာနှုံးကြီးအဲမှန်ကန်တဲ့မဲစင်းတွေထွက်လာလိမ့်မယ်။နောက်တခါဟိုထွေဥကမြို့နယ်အုပ်ချုပ်ရေးမူလေးဆိုလူသာငယ်ပြီမလို့ဟာကျွန်တော်တို့ကတရားတရားပြပြောနေဖို့မရအချိန်မဟုတ်ဘူးတဲ့နိုင်ငံတော်အကြီးကြီးကမဲစင်းမှန်ဖို့အဓိကဖြစ်တဲ့အတွက်ကျွန်တော်မဲစင်းမှန်အောင်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ချက်ချင်းလုပ်မယ်ဆိုရင်ချက်ချင်းလုပ် ဒါကိုတွေ့ရတယ်။အဲရွေးကောက်ဝေးကော်မရှင်ကလည်းချက်ချင်းကိုပေါင်းစပ်ညှိနှိုင်းပေးတယ်။လဝကလည်းတော်တယ်လဝကလည်းတေချာသူတို့မှရှိတဲ့ပုံစံ66တွေချက်ချင်းပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်ပေးမယ်ဆိုပြီးမနေရကျွန်တော်တို့ discuss လုပ်ကြရတယ်ပေါ့နော်။ဆွနေကြညီနိုင်ကြတယ်အင်မတန်ဒါ positive ပေါ့เนาะအင်မတန်ကောင်းတဲ့အလားအလာဖြစ်ပါတယ်အဲ့ဒါအဲလုတ်လုတ်ကင်ပြီးတဲ့ဟလာရေကောက်ဘွယ်ကော်မရှင်ရောလဝကရော ထွေဦးကောအားလုံးကို ချီကျူးပါတယ်သူတို့ကပြောဟိုပါပေါ့နော်ပန်ကန်ရေးတာမင်းစင်းမှန်ကန်ရေးအတ္တိကဖြစ်တယ်ဆိုပြီးတော့သူတို့အားထုတ်ပြီးတော့မအိမနီစူးစမ်းဆောင်ရွက်နေကြတာကိုတွေ့ရတဲ့အတွက်ချီကျူးပါတယ်ဟလာဒါကြောင့်မို့လို့လာမဲ့ဒါမျိုးနှစ်ကြိမ်တောင်နောက်ထပ်ပြင်ဖို့အခွင့်အရေးရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အဲရာခိုင်နှုန်းပြည့်မင်းစင်းနေမှန်ကန်သွားလိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်ဗျဟုတ်အဲလေးလာပြောတာဟုတ်လေးစပါတယ် ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်